အားလုံးပဲမင်္ဂလာပါခင်ဗျာအော်တိုဘာလ31ရက်နေ့နယူးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လို့တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးတမ်းတိုင်း like and subscribe လုပ်ပေးဖို့ကိုမြတ်တာရက်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီတဝဲမောမကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေတင်ပိုက်လိုက်တဲ့အကြောင်းကိုဒီနေ့သတင်းထုတ်ပြန်လာပါတယ်နောက်အေအေထိန်ချုပ်ထားတဲ့ပုံနှကျုံးနဲ့ရသေးတောင်ကိုစစ်ကောင်ချင်းကဘုံကျဲတိုက်ခိုက်ပါတယ် မိုးမိန်နဲ့မိုးကုတ်ကိုလက်လွတ်ပြီးတော့အပြစ်ခတ်ရဆက်ရေးကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ DNL ကပြောပါတယ်ဒီမော့ဆိုနောက်ချမ်းကကျေးရွာတွေကိုစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးနေပါတယ်နောက်မိုးကုတ်မြို့ကာကွယ်ဖို့အတွက်တပ်နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကို PDF မိုးကုတ်ပြွာကဖိတ်ခေါ်နေပါတယ်ခင်ဗျာလိုက်ကောထောင်ကနေပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသူတအူးကိုပြန်ဖမ်းဆီးခံရရပါတယ် ီနောက်ဆုံးအနေနဲ့ဒီမြမရွက်ောက်ပွဲဟာအတူရောင်သာဖြစ်တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးထူးကိုယ်တော်လှယ်ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုပါရယ်ဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါရယ်ခင်ဗျာအရင်ဆုံးသတင်းအနေနဲ့တော့တဝဲမောမကန်ရဲစခန်းကိုတွန်လိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်တဲ့သတင်းကိုတင်ပြကြင်ပါရယ်ဒီတနင်္သာရီတိုင်းတဝဲခိုင်လောင်းလုံမြို့နယ်မှာရှိတဲ့မောင်းမကန်နယ်မြေရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၈စစ်စင်ရေးနယ်မြေ အထူးတိုင်းစစ်ဌာနကအောက်တိုဘာ30ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဒီမောမကရေစကန်သိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်က12ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရရှိကာကြံတဲ့သူတွေကထွက်ပြေးသွားခဲ့ပါတယ်လက်နက်မျိုးစုံ22လက်ရမိခဲ့တယ်လို့ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူဖော်ပြထားပါတယ်ပြီးတော့ရရှိတဲ့လက်နက်တွေကတော့ဒီ Uzi အမျိုးအစား6လက် G3 9လက် Shotgun Smoke Gun 2လက် Commando စိန်ပြောင်း2လက်6လုံးပြူး4လက် စုစုပေါင်းလက်နက်မျိုးစုံ22လက်နဲ့ဂျမ်မာဆက်နှလုံးနဲ့ခရမ်းတွေတင်စီရမိခဲ့တာဖြစ်ပါတယ်မမကနေမီရဲစခန်းကိုအောက်တိုဘာ26ရက်မနက်9နာရီခွဲကစပြီးတော့4နာရီအကြာမှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာစခန်းသိမ်းတိုက်ပွဲမှာပါဝင်တဲ့တော်လိုင်းရဲဘော်တွေကတော့အထူးတန်းစစ်တပ်နာကိုကဲမှုအောက်မှာရှိတဲ့နီးပြူဟာ33ဒေါနာတက်ရင်တက်ခွဲလေး KBDF ဒေါနတ်တရင်တက်ခွဲခွန် LPDF နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့တဝဲခရိုင်တပ်ပေါင်းစု DNLA ဒုရကစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝင်ကျဲတက်တုပ်ပါဝင်တယ်လို့သိရပါတယ်ခင်ဗျာဒီတိုက်ပွဲအတွက်မှာတော်လိုင်းရဲဘော်တအူးကြဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီ AA ထိန်းချုပ်ထားတဲ့ပုံနေကျွန်းရဲ့ရသေးတောင်ကိုစစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ် စစ်ကောင်မရှင်ကလက်လွတ်ထားတဲ့ရသေတောင်နဲ့ပုံနှကျုံမျိုးနယ်တို့ကိုလေကြောင်းကနေဘုံဆယ်လုံးထက်မနည်းကြဲချတက်ခိုက်တာကြောင့်ထိခိုက်သေးဆုံးသူတွေများတဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီစစ်ကောင်မရှင်ဟာမနေ့ကအော်တိုဘာလ30ရက်နေ့မနေ့9ရက်လောက်ကရင်သေတောင်မြို့နယ်မိုးဆွဲကျွန်းမှာရှိတဲ့ဇီးကိုင်းကြီးရွာကိုဒရုန်းဘုံနဲ့ကြဲချတက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာရသေတောင်ကိုရောက်ပုံနှကျုံကိုရောက်စစ်တွေတိုက်ရင်နဲ့ပင်လယ်တဲကနေပြည်တော်ကပါ ဒီလက်နက်ကြီးတွေနဲ့ပစ်နေတယ်ဒီနေ့နေ့လေတော့ jet fighter နဲ့ဘုံလာကျဲသွားတယ်လို့တေဆုံးတာတော့ရှိမယ်အတိကျတော့မသိသေးဘူးလို့ရခိုင်တရင်အရင်မြစ်ကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာစစ်တွေမြို့နယ်ကြီးချမ်းပြင်းနဲ့အမြင့်ကျွန်းဘက်တပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ရင်းတွေက drone ဘုံတွေကျဲချတက်ခိုက်တာမှာရေသိမ်းတောင်မြို့နယ်ဇီးကိုင်းကြီးရွာကအသက်50ကျော်အရွယ်ဦးထွန်းအေးလိုင်တေဆုံးပြီးတော့မြို့သားနှစ်ဦးတန်းရရှိခဲ့တဲ့အကြောင်းဒေသခံနေစီကနေပြီးတော့သိရပါတယ် ပုန်နဂျွန်းမြို့နယ်ကိုလည်းအော်တိုဘာလ30ရက်နေ့တနာရီအချိန်လောက်ကဂျက်ဖိုက်တာနဲ့ဘုံးဆက်လုံးထက်မနဲ့ကြဲကြဲတိုက်ခိုက်တာမှာထိခိုက်သေးဆုံးသူ10ဦးထက်မနဲ့ရှိတယ်လို့သိရပါဗျ။ဒီအော်တိုဘလ29ရက်နေ့ကလည်းစစ်တွေမျိုးကပြစ်ခတ်လိုက်တဲ့လက်နေကြီးကြီးထိမှန်ပြီးတော့ပေါတော်မျိုးတောင်ညူကြီးရွာကအသက်9နှစ်အရွယ်မိန်းကလေးတဦးတေဆုံးခဲ့ကြောင်းလည်းသိရပါတယ်ခင်ဗျာ ဒီစစ်ကော်မရှင်ကပုံနှကျွန်းမှာရှိတဲ့ကွန်းတောင်ကျေးရွာနေတီစစ်ရေးလှုပ်ရှားတာတွေလှုပ်လာပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကစပြီးတော့ပုံနှကျွန်းရသေးတောင်ပေါက်တော်မြို့နယ်တွေကိုလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တက်ခိုက်တာတွေလှုပ်ခဲ့တာကြောင့်အေအေတပ်ဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ခင်ဗျာနော်မိုးကုန်းနဲ့မိုးမိတ်ကိုလက်လွတ်ပြီးတော့ပြစ်ခတ်ရဆဲရေးကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ TNL ကမနေ့ကပြောပါတယ်ခင်ဗျာ ဒီတရုတ်ရဲ့ဖိအားအပြင်လူတို့ရဲ့အသက်အိုးအိမ်ကိုငှက်ညာတဲ့အနေနဲ့မိုးမိတ်နဲ့မိုးကုတ်မြုပ်ကိုလက်လွတ်ပြီးတော့ပြစ်ကတ်ရစိလက်မှတ်ရေးထိုးရေးခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့တာအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ကပြောပါတယ်တစ်တုံညာနှစ်ကိုစစ်စီဒုတိယပိုင်းစကရဲကတရုတ်ပြည်အကိုရင်ဆိုင်နေရတယ်လို့အော်တိုဘာ၂ရက်ကစပြီးတော့ DNL ထိန်းချုပ်တဲ့မြို့ရွာတွေကိုစစ်ကောင်စီကလေကြောင်းနဲ့နေစဉ်အပြင်းထန်ဘုံကျဲတိုက်ခိုက်ကဆေးရဖျားပေးနေခဲ့တာဖြစ်ပါတယ်။ ဲ့ဒီအခြေအနေတွေကြောင့်မို့မိုးကုန်းနဲ့မိုးမိတ်ကိုလက်လွတ်ပြီးတော့အပြည့်ရဖို့ခက်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 ဆုံးဖြတ်ခဲ့ရတာလို့ TNL ပြောရေးဆိုခွင့်ရှိသူလွေးကြီးဦးက DVB ကိုပြောဆိုထားပါတယ်။သူမှပြောပြတာကတော့အကြောင်းအရာတွေကမျိုးစုံပါပါတယ်ဖိအားတွေလည်းပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီကမြေပြင်မှာလည်းထိုးသစ်ဆင်လုပ်တယ်တအန်းဒေသကိုနေစင်နဲ့မြတ်ဘုံကျဲတိုက်ခိုက်တယ်လောလောဆယ်ဒီလိုမျိုးအပြည့်ရဖို့တတ်ဆုတ်တယ်ဆိုတာကလည်းလူတို့ရဲ့အကျိုးကိုငဲ့ညာပြီးတော့ဆောင်ရွက်တာဖြစ်တယ် ဒီလိုမျိုးတွေပြန်လွှဲပေးလိုက်ရတာကျမတို့အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်ဒါပေမဲ့လည်းလက်ရှိအခြေအနေနဲ့ပြန်ရှင်ကြည့်ရင်ဒါကတော့ကျမတို့လုံဆောင်ရမယ့်အပိုင်းတွေဖြစ်တယ်လို့ပြောပြပါရခင်ဗျာလက်ရှိမှာ DNL တပ်ဖွဲ့ဝင်တွေအနေနဲ့မြို့အပြင်ဘက်ကိုတဖြည်းဖြည်းဆုတ်ခွာနေပြီးတော့ဗနရက်အတွင်းဆုတ်ခွာမယ်ဆိုတာရဲ့အတိအကျသတ်မှတ်ထားတာမရှိတယ်လို့ဘယ်လိုပုံစံမျိုးဆုတ်ခွာမယ်ဆိုတာကိုလည်းလက်တလို့အတိအကျမပြောနိုင်သေးဘူးလို့လည်းလူကြီးဦးကပြောပါရခင်ဗျာ အော်တိုဘလာရဲမှာ DNL ထိန်းချုပ်ဒေသတွေမှာစစ်ကောင်စီရဲ့လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်တာတွေကြောင့်အရက်သား90တိဆုံးပြီးတော့80ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ပြည်ကရဲစဲသဘောတူညီချက်အရ DNL အနေနဲ့မိုးကုတ်ကနေဆုတ်ခွာဖို့ရှိပေမဲ့မြို့ကိုစစ်ကောင်စီလက်ထက်လွယ်တကူပါမသွားဖို့ဒေသတွင်းပြည်သူ့ကာကွယ်ပူးပေါင်းအဖွဲ့တွေကအစမ်းကုန်ကာကွယ်သွားမယ်လို့မိုးကုတ်ဘက်ကဖထရိုင်ဘူဟာနောက်မန္တလေး PDF မင်းညာဘလက်တိုက်ကား ဒီတော်လိုင်းအဖွဲ့တွေကနေပြီးတော့ကြီးညာချက်တွေအသီးသီးထုတ်ပြီးပြောဆိုထားတာရှိပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဒီမော့ဆုအနောက်ချမ်းကကြီးရွာတွေကိုစစ်ကောင်စီတပ်ကမိရှုဖြက်စီးနေတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်ကရင်ပြည်နယ်ဒီမော့ဆုမြို့နယ်အနောက်ဖက်ချမ်းကခေါပလော့ကြီးရွာတွေကနေပြီးတော့နေအိမ်တွေကိုစစ်ကောင်စီတပ်ကမိရှုနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအောက်တိုဘာလ30ရက်နေ့ကပြောကြပါတယ် အောက်တိုဘာ29ရက်ညနေဘက်မှာစစ်ကောင်စီတပ်ကနေအိမ်တွေကိုမိရှုပ်နေတာကြောင့်နေအိမ်၄လုံးလောက်မိလောင်သွားခဲ့တယ်လို့သိရပါတယ်။ဒေသခံတယောက်ပြောပြတာကတော့ဒီမိရှုပ်တယ်လေခမကြီး၃လုံး၄လုံးလောက်လောင်တယ်ဒရုန်းနဲ့ကြည့်ရတာရောအခုရောမလောင်ဘူးသူတို့စစ်ကြောင်းထိုးတာကလက်ချီကြပြီလို့ပြောပါတယ်။စစ်ကောင်စီတပ်နဲ့ BNO ပြည်သူစစ်တွေကဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကကြေးဝါတချို့ကိုစစ်ကြောင်းထိုးနေတာ၃လကျော်ရှိနေပြီးတော့ တော်လန်အင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာအခုရပိုင်အတွက်မှာထိတွေ့တိုက်ပွဲမရှိပေမဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်ပစ်တာဒရုန်းနဲ့ဗုံးကြတိုက်ခိုက်တာတွေလုပ်နေတယ်လို့လည်းဆိုပါတယ်ဒီအောက်တိုဘာ25ရက်ညနေပိုင်းမှာဒီမော့ဆိုအနောက်ချမ်းစူဘောတဲရွာအနီးကိုစစ်တပ်ကဒရုန်းနဲ့ဗုံးကြတိုက်ခိုက်တာကြောင့်စစ်ဘာရစ်သိမ်းနေတဲ့အသက်40အရွယ်မျိုးသားတယောက်တေဆုံးခဲ့ရပါသေးတယ်ခင်ဗျာ မိုးကုံမြို့ကာကွယ်ဖို့တပ်ဖွဲ့နဲ့ကိန်းကွာနေတဲ့ရဲဘော်တွေကို PDF မိုးကုတ်ပြွာကပြန်ပြီးဖိတ်ခေါ်နေပါတယ်ဒီသတင်းကိုတင်ဆက်ပါမယ်ခင်ဗျာမလေးတိုင်းကဘာကျော်ဗရမများတွေထွက်ရှိတဲ့မိုးကုံမြို့ကာကွယ်ရေးနဲ့တော်လရေးတာဝန်တွေပြန်လည်ထမ်းတောင်ဖို့တပ်ဖွဲ့နဲ့ကိန်းကွာနေတဲ့ရဲဘော်တွေကိုပြည်သူ့ကာကွယ်တပ်မတော် PDF မိုးကုတ်ပြွာကဒီကနေ့အောက်တိုဘာ31ရက်မှာပြန်လည်ဖိတ်ခေါ်ချက်ထုတ်ပြန်ပါတယ်ခင်ဗျာ ။တန်တက်မတော် DNL ကမိုးကုန်းနဲ့မိုးမေးကနေဆုတ်ခွာဖို့စစ်ကောင်တီနဲ့သဘောတူညီပြီးတော့အပြစ်ရက်ဆဲခဲ့ပြီးတဲ့နောက်မှာမိုးကုတ်ပြူဟာအပါဝင်မျိုးသားညညရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကုကဲမှုအောက်မှာရှိတဲ့မန္တလေးဒေသ PDF တပ်ဖွဲ့တွေကထိန်ချုပ်စိုးမိုးနေမိတို့ကိုဆက်လက်ကာကွယ်သွားမယ်လို့အတိပေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုလည်းအခုလိုပြန်လည်ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ် ဒီမိုးကော့ပြူကအနေနဲ့ NUG ကာကွယ်ဝင်ကြီးဌာနရဲ့တရားဝင်တပ်ဖွဲ့ဖြစ်တာကြောင့်တက်ဆိုင်ရာစီမင်းစည်းကမ်းတွေလိုက်နာဖို့လိုအပ်တယ်လို့လည်းအတည်ပြုထားပါတယ်ခင်ဗျာအကြောင်းမျိုးမျိုးကြောင့်တက်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကအခုထုတ်ပြန်တဲ့နေ့ကစပြီးတော့တပတ်အတွင်းပြန်လည်တာဝန်ထမ်းမဲ့အကြောင်းသတင်းပို့ချိတ်ဆက်ဆောင်ရွက်ရမယ်လို့လည်းဘုကုပြူဟာကထုတ်ပြန်ပါတယ်ခီးလွန်နေတဲ့ရဲဘော်တွေအနေနဲ့လူကိုယ်တိုင်လာရောက်ချိတ်ဆက်နိုင်မဲ့ ရက်သတ်မှတ်ပြီးတော့အဲ့သတ်မှတ်ရက်တစ်ပတ်အတွင်းသတင်းပို့ချိတ်ဆက်လာပါကစီမင်းစည်းကမ်းများအတိုင်းစီစစ်ဆုံးဖြတ်ပြီးတော့တက်ညာထောက်ထားမှုမူဝါဒနဲ့အညီပြန်လည်ဝင်ရောက်လာတဲ့ရဲဘော်ရဲ့နောင်တဆန္ဒပြင်းပြမှုကိုလေထာစဉ်းစားပေးမယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာဒီသတ်မှတ်ရက်ကြုံလုံးနဲ့ဒီဆက်သွယ်ချိတ်ဆက်လာတာမရှိတဲ့ရဲဘော်တွေဟာတရားဝင်တပည့်ဖြစ်ကြီးညာခံရမှာဖြစ်ပြီးတော့ MOD ကထုတ်ပြန်ထားတဲ့သက်ဆိုင်ရာတပ်ပြေးမှုဥပဒေအရပြစ်ဒဏ်ခံယူရမယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ ဒီမိုးကုတ်ပြည်ခွာလိုပဲမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကလည်းတပ်ဖွဲ့နဲ့ကင်းကွာသူတွေပြန်လာဖို့မင်းကကြီးညာချက်ထုတ်ပြန်ထားပါတယ်အကြောင်းမင်းမကြောင့်တွန်လိုင်းရဲဘော်ဘွားကအနားယူထားကြတဲ့တွန်လိုင်းရဲဘော်ဟောင်းတွေအနေနဲ့လက်ရှိမိုးကုတ်မြို့နယ်ရဲ့စစ်ရေးအခြေအနေအရစစ်ကောင်စီကိုပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်ဖို့ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ခင်ဗျာ ဒီမိုးကုတ်မြို့သားတွေဖြစ်တဲ့အတွက်မိုးကုတ်မြို့ပေါ်တန်ရုံးစင်ကြီးပြီးတော့မြို့အတွက်တကယ်ပဲဆွန့်လွတ်နေနာခံလို့တဲ့ညီအကိုရဲဘော်တွေကိုလူအပ်နေပြီးတော့ခွေးတူပေါက်ကတိုးဝင်လာတဲ့စစ်ကော်မရှင်ကိုမောင်းထုတ်ကြပါစို့ဆိုပြီးတော့လည်းဒီတိုက်တွန်းထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လွိုက်ကောထောင်ကနေပြီးတော့ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသူတဦးကိုပြန်ဖမ်းဆီးခံလိုက်ရပါတယ်ခင်ဗျာကရင်နီပြည်နယ်လွိုက်ကောကျင်းထောင်မှာအော်တိုဘားလာတဲ့မှာဒီနိုင်ငံရေးအကျဉ်းသား၃ယောက်လှုပ်ပေးခဲ့ပေမဲ့ အဲ့ဒီသုံးအောင်ထဲကတယောက်ကိုတော့တခြားအမှုတစ်ခုတက်ပြီးတော့ရဲစခန်းမှာပြန်ဖမ်းထားတယ်လို့နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA အဖွဲ့တာဝန်ရှိသူက အောက်တိုဘာ30ရက်မှာပြောပါတယ်ခင်ဗျာ အောက်တိုဘာပထမပတ်မှာ50မြင်းဆောင်နှစ်ပုံမှန်နဲ့နိုင်ကျင်းတယောက်တတိယပတ်မှာ50မြင်းဆောင်နှစ်ပုံမှန်နဲ့နိုင်ကျင်းတယောက်စတုတ္ထပတ်မှာစက္ကွန်တင်905ကကြီးနဲ့နိုင်ကျင်းတယောက်တို့လွတ်ရစိတ်လို့လွတ်ပြီမဲ့ စရုဒ္ဓဘက်ကလွတ်တဲ့နိုင်ခြင်းကတော့နောက်အမှုတစ်ခုနဲ့အမှုထပ်တက်ခါရပြီးတော့ရဲစခန်းမှာဖမ်းခံရတယ်လို့သိရပါတယ်ခင်ဗျာ KPPA တာဝန်ရှိသူတယောက်ပြောတာကတော့စက်ခွန်မြင်းတောင်တက်နဲ့905ကကြီးတယောက်ကသူကလွတ်ပြီလွတ်ပြီဆိုပေမဲ့လည်းသူ့ကိုအမှုထပ်ဆွဲဖို့အတွက်ရဲစခန်းမှာထိန်းသိမ်းထားတဲ့အခြေအနေရှိတာဒီလောလောဆယ်ကတော့ဘာအမှုနဲ့ဆွဲတယ်ဆိုတာမသိရသေးဘူးလို့ပြောပြပါတယ်ခင်ဗျာ ဒီလွိုက်ကိုအချင်းထောင်မှာနိုင်ငံအချင်းသား154ယောက်အချင်းသူ22ယောက်အချင်းကြခံရပြီးတော့ဒီနိုင်ငံရေးအချင်းသားတွေကအခုလက်ရှိအချိန်ထိထောင်ဝင်စားအတွေ့အကြုံမရဘူးလို့လဲဆိုပါတယ်အချင်းထောင်အတွဲမှာစံပြုတ်ပဲဟင်းနဲ့ငပိအထူးရက်တွေမှာငချောက်တုတ်ကိုပဲစားရပြီးတော့အတီရွက်ပင်တွေကိုအချင်းသားတွေကစိုက်ပျိုးနေရပေမဲ့ရေသိမ်းချိန်မှာတော့ထောင်ပိုင်ကအချင်းသားတွေကိုပြန်ရောင်းစားတာတွေရှိနေပါတယ်2025ခုနှစ်မတ်လတည်းမှာလည်းနိုင်ငံရေးအကျဉ်းသူတယောက်နဲ့အကျဉ်းသား၃ယောက် တို့လူရဲ့စိတ်ပြီးမဲ့ရဲစခန်းမှာပဲထားပြီးတော့အကြမ်းဖက်ပုံမှန်တွေနဲ့ထောင်လက်ပြန်ထည့်ထားတာတွေရှိတယ်လို့ KPPA ကတဆင့်သိရပါတယ်ခင်ဗျာဒီမြမရုပ်ကဘွဲကအတူရောင်သာဖြစ်တယ်လို့ကုလသမဂ္ဂလူခွင့်ရေးကိုယ်စားလှယ်ကဒီသတင်းသာရှင်းလင်းပွဲမှာပြောတယ်လို့သိရပါတယ်ဒီသတင်းကိုဆက်ပြီးတင်ပြပါမယ်ဒီဇင်ဘာလ28မှာကျင်းပမဲ့မြမရုပ်ကဘွဲကအတူရောင်သာဖြစ်တဲ့အကြောင်းကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးအထူးကိုယ်စားလှယ်တွမ်အန်ဒရူးကပြောပါတယ် ကုလသမဂ္ဂထွေထွေညီလာခံရဲ့တတိယကော်မတီမှာမြန်မာနဲ့ပတ်သက်တဲ့သူ့ရဲ့အစီရင်ခံစာတင်သွင်းပြီးတဲ့နောက်မှာမစ္စတာအင်ဒရူးကအခုလိုပြောခဲ့တာဖြစ်ပါတယ်။သူပြောတာကကျွန်တော်အရှင်းလင်းနိုင်ဆုံးပြောခဲ့တယ်လို့ပဲဒီရွေးကောက်ပွဲကအတူယောင်ပါဒါကလိန်ညာမှုပါအတိုက်ခံနိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချနှိပ်စက်ညှဉ်းပန်းပြီးတော့လွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲတစ်ခုလိုကို လုံးလို့မရပါဘူး။နောက်ဆုံးကျင်းပတဲ့ရွေးကောက်ပွဲနှစ်ခုသလုံးကိုအပြတ်တတ်နိုင်ရထားတဲ့ မြူသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်နိုင်ငံရေးပါတီ40ကိုဖျက်သိမ်းထားတဲ့သတင်းတော့တွေမြန်မာအခြေအနေအမှန်ကိုသတင်းတင်ပြခွင့်မရဘူးစစ်အာဏာရှင်ကိုဝေဖန်လို့မရဘူးနောက်ပြီးဒီရုပ်ောက်ပွဲကိုဝေဖန်လို့မရဘူးလို့နယူးယောက်ကကုလသမဂ္ဂရုံးချုပ်သတင်းသာရှင်းပွဲမှာမစ္စတာအင်ဒရူးကပြောခဲ့တာဖြစ်ပါတယ်ဒီမြန်မာပြည်မှာပြည်တွင်းစစ်နဲ့ငလျင်ဘေးတံကြောင့်လူသားချင်းစာနာမှုအခြေအနေဆိုးရွားနေချိန်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေကိုပိုမိုပြင်းပြင်းထန်ထန်ဆက်လုပ်နေကြောင်းလည်းသူကဆက်ပြောပြပါတယ်။စစ်ကော်မရှင်ကတော့ရွေးကောက်ပွဲကိုအနှောက်အယှက်သူတွေနဲ့အဲ့ဒီလိုလုပ်ရက်တွေကိုရွေးကောက်ပွဲကာကွယ်ရေးတာစီရေးဥပဒေနဲ့ရေးယူမယ်လို့ပြောထားပြီးတော့အဲ့ဒီဥပဒေနဲ့အရေးယူခံထားရတဲ့သူလည်းဆယ်နဲ့ချီရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။အော်တိုဘလာ30ရက်နေ့နေကမတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။